်ခုကျတော့ကျွန်တော်တို့ခုန Ocean Passage for the World ပြီးသွားပြီပေါ့နော်ပြီးတော့ကျွန်တော်တို့ Emirate Signature ပြီးသွားပြီအခု channel Saudi ပေါ့နော် Emirate List of Light and Fort Signal ပေါ့နော်အဲ့ဒါဘယ်လိုမျိုးလေးလဲကျွန်တော်ရင်းဆုံးပုံလေးပြမယ်နော် အဲဒီမှာ Emirates Lizard Line and for Sydney ပေါ့နော်ဒါဆိုရင်ဒီမှာကြည့် Eastern Indian Ocean and South of the Equator including Java ပဲအဲ့တော့ကိုသွားမဲ့နေရာပေါ်မူတည်တာပေါ့နော်ဟိုကိုသွားမဲ့ Ocean ပေါ်မူတည်ပြီးတော့ဒါလည်းကိုသွားမဲ့ South ဒီပေါ့နော်အဲဒါလေးပုံစံလေးပေါ့ဒီလိုပုံစံရှိမယ်နော်ဒါဆိုအနောက်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့အနောက်မှာလည်းဒီလိုပါတဲ့ကိုကိုသွားမဲ့ region ပေါ်မူတည်ပြီးဘယ်စာအုပ်ကိုကျွန်တော်တို့ကခိုင်ရမလဲဆိုတာကျွန်တော်သိရပါပေါ့နော်ဒါတော့ကျွန်တော်ကုတ်ပြီ နော်ကျွန်တော်တို့ Emery Lisso Lion Force Signal ကခုနကကျွန်တော်တို့အနောက်က coverage ဖြစ်တဲ့ခုနစာအုပ်ရဲ့အနောက်မှာ coverage ဖြစ်တဲ့နေရာလေးပြရတယ်ဗောနော်အဲဒီ coverage ဖြစ်တဲ့နေရာပုံလေးကျွန်တော်စုစုပေါင်းစာအုပ်ကဘယ်နှအုပ်ခုရှိလဲဆိုတော့12အုပ်ရှိတယ် volume အနေနဲ့ကျွန်တော်တို့ခေါ်မယ်ဆိုရင် A2M ဗောနော် A2M ရှိပြီးတော့ကျွန်တော်တို့က A ရတဲ့ M ရှိပြီးတော့ကျွန်တော်ဘာမပါလာဘူးလဲဆိုတော့ I မပါဘူးဗောနော်တို့ရောတော့ဘာလို့ I ကိုမထည့်ရလဲတော့မသိဘူးဗောအဲ့ဒါ A2M ပဲပြောရတယ်ဗောနော်ကျွန်တော်တို့ ပြီးတော့ geographical area တွေနဲ့ကျွန်တော်တို့ကခွဲခြားထားပြီးတော့စာအုပ်နောက်ကျောပုံမှာ coverage area ကို diagram နဲ့ဖော်ပြထားတယ်ခုနကကျွန်တော်ပြထားတယ်ဒီစာအုပ်နောက်ကျောပုံမှာဒီမှာ diagram နဲ့ကျွန်တော်တို့ဖော်ပြထားတယ်ပေါ့နော်ဒါဒီမှာကြည့်ပြီးတော့လည်းကျွန်တော်တို့ကကိုကဘယ်ကိုသွားမှာလဲဆိုတော့ကျွန်တော်တို့ကကြည့်လို့ရတယ်ပေါ့နော်အဲဆိုတော့ ဲချက်ကတ်လောက်တွေကျွန်တော်မင်္ဂလာဟန်ပုတ်တွေမှာလည်း cover ဖြစ်တဲ့နေရာဒါကတော့ခုနကကျွန်တော်တို့ပြောထားတဲ့အတိုင်းပဲတည်ပြီးသားပဲချက်ကတ်လောက်တွေမှာလည်းကြည့်လို့ရတယ်မင်္ဂလာဟန်ပုတ်မှာလည်းကြည့်လို့ရတယ်ပေါ့နော်အဲ့တော့သူ့ထဲမှာဘာတွေပါမလဲ light house တွေကျွန်တော်တို့သွားတဲ့နေရာကျွန်တော်တို့မီးရင်မီးမီးပြတိုက်တွေတွေ့ရပါတော့အဲ့ဒီမီးပြတိုက် light house တွေတော့ light ship တွေမီးမီးပြတဲ့သမောတွေနောက် light buoy တွေအဲ့ဒီရဲ့သူက international number name သူ့ရဲ့နာမည်ပြီးသူ့ဘယ် position မှာလဲသူ့ရဲ့ characteristic အရောဘာလဲသူ့ရဲ့ elevation အမြင့်နေရာဘလောက်လဲ သူ့ရဲ့ visible rate သူ့ကိုမြင်ရတဲ့ visible rate ကဘယ်လောက်ရှိလဲပြီးတော့သူ့ကို structure ပြီးတော့သူ့မှာ barometer တွေရှိလဲဒါတွေကိုပေါ်ပြထားတယ်ပေါ့နော်အဲဆိုတော့ laser light drag correction တွေကိုခုနပြောရတယ် we need to marine session ဖိုင်မှာပေါ်ပြထားတယ် correction လုပ်တဲ့အခါမှာဘာလုပ်လဲခုနလိုပဲ cut out and paste into the box လုပ်မယ်နော် correction size တွေကိုဖြတ်ပြီးတော့စောင်းမှာကပ်မယ်ပေါ့နော် correction လုပ်ပြီးွားရင်တော့ခုနပြောတဲ့အတိုင်းပဲစာအုပ်ရှေ့ပိုင်းမှာရှိတယ် record amendment နေရာမှာလော့ဖြစ်မယ်ပေါ့နော်အဲဆိုတော့ ီဒီထဲမှာရှိတဲ့နှုတ်ကလေးတွေပဲဒါဟိုဟိုအမေဒီ list online forcing တွေမှာရှိတဲ့စကလုံးလေးရဲ့ဒါတချို့အရှိကောက်လေးပေါ့နော်။မတီတီဆိုတာဘာလဲ light temporary extinguishing မီးယာယီနေမှာလေပေါ့နော်။တီတီဆိုတာ force signal temporary discontinue force signal ယာယီလုံးမလုပ်တော့ဘူးမီးတော့လင်းနေဆိုတဲ့သဘောပေါ့နော်။တီယာ recon temporary discontinue recon ယာယီအချက်မပြတော့ဘူးပေါ့နော်။ဒါကိုကျွန်တော်တို့နှုတ်လေးပြပြရတယ်။အဲ့တော့ how to use တဲ့ဘယ်လိုသုံးမလဲတဲ့။အဲ့တော့ မိမိရှာလို့တဲ့ light အမီကိုစောင်းနောက်ကျောမှာရှိရဲကျွန်တော်အဲ့ဒီစောင်းနောက်ကျောမှာရှိရဲကျွန်တော် index နေရာရှိရဲအဲ့ index မှာရှာတွေ့ရဆိုရင်တော့အဲ့ international အဲ့မှာ international number ပါတယ်အဲ့ international မှတ်ပြီးတော့ numerical order အတိုင်းကျွန်တော်တို့ပြန်ရှာမယ်ဆိုရင်ကျွန်တော်အဲ့ line နဲ့ပတ်သက်တာတွေကို detail သိရနိုင်တယ်ပေါ့နော်ဒီတော့အဲ့တော့ခုနက light house နံပါတ်ကိုကြည့်အဲ့ အဲ့တော့တင်မစာအုပ်ရဲ့နောက်ဆုံးလှမ်းမယ် index မှာကျွန်တော်တို့ဘာရှာမလဲဆိုတော့အဲ့ဒီလက်ဟောက်နံပါတ်တွေရှာရှာလိုက်ကျွန်တော်တို့ဘာတွေ့မလဲ international number တွေ့မယ်အဲ့ international number အတိုင်းစာအုပ်ကိုပြန်လှန်ရှာမယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီအဲ့ဒီ line ရဲ့ကျွန်တော်တို့ပတ်သက်တာတွေ detail တွေကိုသိနိုင်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က MD list of line for signal ပြီးတော့ရပေါ့နော်နောက်တစ်ခုကပါလဲဆိုတော့ကျွန်တော်တို့က MD list of radio signal နော် radio signal လို့ခေါ်တယ် MD list of radio signal အဲ့တော့သူ့ရဲ့စာလို့ချက်ကြည့်မယ်နော် and သူကဒီလိုမျိုးပေါ့ mri list of radio signal မှာပေါ့နော်မှာရှိရတယ်ပေါ့နော် mb285 ပါညာပေါ့နော်ဒါဒီစောင်းပုံစံနဲ့ခုနကလို့စောင်းတွေကတော့အကုန်လုံးကဒီပုံစံအတိုင်းကြီးပဲဒီပုံစံအတိုင်းကြီးပဲဒီ ugh ကထုတ်တဲ့အရာပုံစံတူပဲအဲ့တော့သူကဘာလဲဆိုတော့သူ့မှာက mp281 ကနေ286ဆိုပြီးတော့စုစုပေါင်းဘောလုံးဘယ်နှခုရှိလဲဘောလုံး6ခုရှိတယ်အဲ့ဒီဘောလုံးတွေကိုခုနကလို့ geographical area တွေနဲ့မခွဲထားဘဲနဲ့ information တွေနဲ့ခွဲခြားထားတယ်တဲ့ ဒီကျန်တဲ့ခုနကစာအုပ်တွေထားမိတာခုနကစာအုပ်တွေ MLD Sign Direction ပဲဖြစ်ဖြစ်ကျွန်တော်တို့ MLD List Online and Force Signal ပဲဖြစ်ဖြစ်ကျွန်တော်တို့ဘာလို့လဲအနောက်မှာစာအုပ်ရဲ့နောက်နောက်ဆုံးကာပါမှာကျွန်တော်တို့ Coverage Area ပါတယ်အဲ့ဒီ Coverage Area မှာကြည့်ပြီးတော့ကျွန်တော်တို့ကျွန်တော်သွားမဲ့လမ်းကြောင်းမှာဘယ်စာအုပ်ကိုကျွန်တော်တို့ရှိရမယ်ဆိုတာကိုကျွန်တော်တို့ကကြည့်ရမှာเนาะအဲ့စာအုပ်နဲ့ပတ်သက်ပြီးကျွန်တော် Data ရှာလို့ရတော့ကိုကိုကသွားနေတာက ဟိုစင်မူဂျပန်သွားနေပြီးတော့ကိုကအမေရိကဟာသွားအမေရိကဘက်ကစာအုပ်ကြီးသွားကြည့်နေလို့ဘာမှမထူဘူးလေဘာမှလည်းသိရမှာမဟုတ်ဘူးဘာမှလည်းရှာလို့ရမှာမဟုတ်ဘူးပေါ့နော်အဲဒါဆိုကိုကဘယ်စာအုပ်သွားရမလဲဆိုတာကို WA ရမယ်ရှာရမယ်ပေါ့နော်ဒါပေမဲ့ Emily List of Radio Signal ကြတော့ဘာထူးခြားသွားလဲဆိုတော့ကျွန်တော်တို့ခုနလို coverage area နဲ့ခွဲခြားထားတာမဟုတ်ဘူး။ तू က information နဲ့ခွဲခြားထားတာ။အဲဒါ तू က AS ကကျွန်တော်တို့ demo စာမွေးပွဲမှာလည်းတခါတလေကြာရင်ကျွန်တော်တို့အဲဂျန်နဝါရီပိုင်းရောက်လာပြီဆိုရင်မေးတက်တယ်ပေါ့နော်အဲဒါဆို MP281 AS ဘယ်နှအုပ်ရှိလဲစုစုပေါင်းဘောလုံးဘယ်နှအဘောလုံး6ခုရှိတယ်အဲအဲအဲ့ဒီဘောလုံး6ခုနေကိုပြောပြဆမ်းပါအောင်ဆိုရင်ကျွန်တော်တို့ကပြောပြသွားပြောပြတတ်ရတယ်ပေါ့နော် MP281 ကဥပမာအပြည့်ကျွန်တော် Mountain Radio Station တွေ MP282 ကတော့ကျွန်တော်တို့ Radio Audio Navigation ဘာညာပေါ့နော် Legal Time Video Time Signal တို့နဲ့ပတ်သက်ရင် Physics Signal MP283 ကတော့ပါလေ Mountain Safety ပေါ့အဲ့လိုမျိုးကျွန်တော်တို့ ိထားမယ်ပြောပြတတ်ရမယ်ပေါ့နော်တခါတည်းကြာရင်မေးတတ်တယ်ပေါ့နော်အဓိကကတော့သူတို့ကဘယ်လိုလဲဆိုတော့ဥမာမင်းဘာလို့ဥပမာအဖြစ်ပေါ့နော်ဥမာအဖြစ်ပေါ့အာမင်းကွာအခုသွားမယ်မင်းအခုအမေရိကကိုသွားမယ်မင်းစင်ဘူရအမေရိကကိုသွားမယ်မင်းနိုင်မင်းဘယ်လိုရွှေ့မလဲမေးတတ်တယ်ပေါ့နော်ဥမာနိုင်အာနအချိန်လေးကမတူတော့ဘူးလေအဲ့တော့မင်းနိုင်ရွှေ့ဖို့အတွက်အဲ့တော့အမေရိကရဲ့အမေရိကနဲ့မင်းရဲ့စင်ကာပူနဲ့ဘယ်လောက်กว่าလဲ ဘယ်လောက် difference ရှိလဲဘယ်လောက်နိုင်ရအတိုးလျှော့လောက်ရမှာလဲဆိုတော့မင်းဘယ်မှာကြည့်မလဲလို့မင်းအဲ့ဒါဟာဆရာအဲ့ဆိုရင်ကျွန်တော် ARS MP282 မှာကြည့်ပါမယ်အဲဒါဒါဒီလိုမျိုးမေးဒီလိုမျိုးအဲတွယ်ဝိုက်တော့နှီးဖြစ်လဲမေးတတ်တယ်ပေါ့နော်အဲ့ဒါမျိုးလဲကိုကသိရမယ်အဲ့တော့ဒီ volume တစ်ခုချင်းစီမှာ volume တစ်ခုချင်းစီမှာဘာတွေ ပါလဲပေါ့နော်ဘာတွေပါလဲဘာတွေ information တွေရလဲဆိုတာကိုအခုပြောပြပေးပါမယ်ပေါ့နော်အဲ့တော့ပထမဆုံး MP281 Mindtime Radio Station ပေါ့နော်အဲ့တော့281ရှိတယ်281မှာ211နဲ့212ဆိုပြီးတော့၂အုပ်ရှိတယ်ပေါ့နော်အဲ့တော့ Mindtime Radio Station မှာပတ်သက်ပြီးတော့ဘာတွေပါဆို pollution pre arrival quarantine reporting တွေပေါ်ပြထားတယ်ပေါ့အဲ့တော့ကျွန်တော်တို့က ship reporting system တွေ ဥမာအပြင်ကျွန်တော်ဒီဒီဥမာ straight ခုကိုဖြတ်မယ်အဲ့ဒီ straight မှာ bar report တွေလောက်ရမလဲကျွန်တော်တို့အဲ့ဒီပြီးတော့ကျွန်တော်တို့ဥမာ pine law ကိုဘာကြီးခေါ်မလဲတဘောကအမှတစ်ခုပေါ့နော်ပြီးတော့ mental radio station တွေပေါ့အဲ့ဒီ radio station နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဟို various တွေဘယ်လိုကြည့်ရမလဲ information တွေအကုန်လုံးကျွန်တော်တို့ဖော်ပြထားတယ်ပေါ့နော်အဲ့တော့ addition ကြတော့ဘယ်လိုထားလဲဆိုတော့အဲ့သူကတစ်နှစ်တစ်ကြိမ် new addition ထွက်တယ်ပေါ့နော်တစ်နှစ်တစ်ကြိမ် new addition ထွက်တယ်အဲ့နောက်တစ်ခုက np 282 တူရဲ့တူကတော့ဒီခေါင်းစဉ်မှာနေပါတာပေါ့နော် radio 8 to navigation ကို navigation တဲ့ radio 8လောက်ပြင်မယ် gpd gps legal time အဲ radio time signal electronic position physics နဲ့ဒါဒီခေါင်းစဉ်မှာကြည့်ုံနေတယ်ကိုပါတိလို့ရမယ်ဆိုတာပေါ်နေပါပြီဟို radio 8 to navigation နဲ့ပတ်သက်တဲ့ satellite navigation system နေပါမယ်ပြီးတော့ list of radio direction finding system နဲ့ပါမယ် DGPS station တွေဘယ်မှာရှိတယ်ဆိုတော့ပါမယ်အဲဒါအဓိကကျ standard time zone တိုင်းအရွယ်ပါမယ် ြီးတော့ legal တိုင်းနေပါမယ်เนาะပြီးရင်ခုနကလို့ကျွန်တော်တို့ဟိုမှာ audio လို့ပါလို့ဆိုရင် daylight saving ရှိလားအဲ daylight saving တိုင်းဒိတ်တွေပါမယ်เนาะဘယ်ရက်ကနေစပြီးတော့ daylight saving ဘယ်နှစ်နာရီတိုးရဲတနိုင်းအမျိုးသဘောပေါ့เนาะပြီးတော့ detail of transmission of radio time signal radio time signal တွေရဲ့ detail of transmission တွေပါမယ်ပေါ့เนาะပြီး electronic position physics နဲ့စတဲ့ information တွေပေါ့ပြမယ်သူကလည်းဘယ်လိုထွက်လဲတစ်နှစ်တစ်ချိန်နဲ့ radiation ထွက်တယ်ပေါ့เนาะအဲ့တော့နောက်တစ်ခုက np 283 Maritime Safety Information Services ပေါ့နော် Maritime Safety Information Services မှာ Maritime ခုနပြောလိုက်တဲ့အတိုင်းမကောင်းတဲ့အတိုင်းပဲလေ Maritime Safety Information တွေပေါ်ပြတာလေဘာလဲခုန Nav Area Diagram ခုနကျွန်တော်တို့ပြတာလေ Nav Area Diagram နေပြီး EGC Safety ဒါကတော့အဓိကဘာမှသုံးလဲဆိုတော့ကျွန်တော်တို့ ဥမာ second mic ကကျွန်တော်တို့ GMBSS radio ဖမ်းတယ်ပေါ့နော် radio ဖမ်းတဲ့အချိန်မှာကျွန်တော်တို့ nav area ငါဘယ် area မှာဘယ် area မှာလဲဆိုရွေးရမှာအဲ့ဒါငွေကြီးဖို့အတွက်ဒီပြီး nav test station တွေအဲဒီ coast တွေသွားတဲ့အချိန်မှာဘယ် nav test station တွေဘာ information တွေ navigation တွေဝန်နေနေရမလဲပေါ့အဲ့ nav test station ဘယ် nav test station တွေရှိလဲဘယ် nav station တွေကိုကျွန်တော်တို့ဖမ်းနိုင်မလဲဆိုတာသိမယ်ပြီးတော့ radio facsimile station ဆိုတာကကျွန်တော်တို့ အဲ weather ဖမ်းတာပေါ့နော်အခုခေတ်ကတော့ weather software တွေပေါ်လာတဲ့အတွက်တိတ်မတုံးကြဘူးဆိုပေမဲ့လည်းတချို့ captain တွေကြတော့ကျွန်တော်တို့အဲ့ဒီဒီ radio facility မိုင်းပေါ့နော် radio line နဲ့ဖမ်းထားတဲ့ station တွေအဲ့ဒီ station တွေကနေကိုနီးစက်ရ station ကနေဖမ်းလိုက်တဲ့ radio facility မိုင်းဒီချက်ထွက်လာတာပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်ကြည့်ပြီးတော့ကျွန်တော်တို့က weather ကိုလည်းဆုံးဖြတ်ပြရတာပေါ့နော်အဲ့ဒါပြီးကျွန်တော် weather service တွေ nav area ဝင်နေနေပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ information တွေပေါ်ပြရတယ်သူကလည်းဘယ်လိုထွက်လဲ တနစ်တစ်ကြိမ်နဲ့ယူအက်ဒီရှင်းထားတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့က MP284 Metrological Observation Station လေးဒီစာအုပ်ကတော့ကျွန်တော်တို့တော်ရုံတန်ရုံတိတ်သုံးလေးမရှိဘူးဒါပေမဲ့မှတ်ထားဖို့ပေါ့နော် Metrological Observation Station နဲ့ block number diagram တွေပါမယ်ပြီးတော့ခုန regional diagram တွေ observation station တွေပေါ့နော်ဒါတွေကတော့တိတ်ပြီးတော့ကျွန်တော်တို့အတွက်အသုံးပြုရမယ့် information တွေပါမနေဘူးပေါ့နော်အဲ့ဒါ तू ကလေ तू ကကျတော့တက်နှစ်ခွဲတစ်ခါနေ UAD ရင်ထွက်တယ်ပေါ့နော်အဲ့မှတ်တယ် MB နောက်တစ်ခုက NB285 DMB285 ကတော့အင်မတန်မှအရေးကြီးတယ် စာအုပ်ပေါ့နော်ဒါ Global Maritime District and Seabees System ဒါအားလုံးခေါ်တဲ့ GMESS ပေါ့နော်ဒါကြားပူမှာ GMESS အဲ့တော့ GMESS တဲ့ပတ်သက်တဲ့ information detail ပေါ်ပြလာတယ်အဲ့တော့ခုနကလို GMESS C area ကျွန်တော်တို့အဲတင်ပေါ်မှာ VHF တွေရှိမယ် MAH တွေရှိမယ် MSET တွေရှိမယ်ဟုတ်လားအဲ့ဒီ AD ကျွန်တော်တို့ GMESS Maritime District ရဲ့အသုံးပြုတဲ့အသုံးပြုတဲ့စက်တွေအတွက် information တွေအကုန်လုံးဘေးရရလဲဆိုတော့ GMESS ဒီ MP285 volume fight ကရတာပေါ့เนาะအဲ့တော့နေနေ CA ဒီမှာ diagram တွေပါမယ်ကျွန်တော်တို့ functional requirement တွေပြီးရင် basic equipment တွေပြီးရင်ကျွန်တော်တို့ visual DSC စမ်းတာတွေ MFDSC တွေပြီးရင် code station တွေ list တွေเนาะကျွန်တော်တို့ safety net diagram တွေပြီးရင် nap test station တွေကျွန်တော်တို့ cyber school နဲ့ပတ်သက်ပြီးတော့ contact detail တွေ ပြီးရင် region diagram အကုန်ပါတယ်သူကလည်းတစ်နှစ်တစ်ချိန် new edition ထွက်တယ်เนาะဒါကြီးကြီးနောက်တစ်ခုက np286 pilot service versus traffic service and port operation ဒါဆိုရှင်းရှင်းလေးလေးအာ pilot service versus traffic operator က pilot နဲ့ပတ်သက်တာဟိုစိတ်ကန်းတစ်ခုဝင်မယ် pilot ရဲ့ contact detail တွေနောက် vds vds system နဲ့ပတ်သက်တာဟာနောက်စိတ်ကန်း operation နဲ့ပတ်သက်ပြီးသိချင်တယ်ဆိုရင်ဒီစောက်ကိုကြည့်ရမှာပေါ့เนาะသူကြတော့မှ286ကိုမှာ 2x1 2 2x7 ဆိုပြီးတော့အားလုံးမှာ9အုပ်ရှိတယ်ပေါ့နော်အဲ့ဒီ9အုပ်ကို region တွေနဲ့ကွဲသွားတယ်ကိုသွားတဲ့ပုံမူတည်ပြီးတော့ဘယ်စာ1အမ 2x1 ကိုသွားအောင်မလား2ကိုသွားအောင်မလားဆိုပြီးကွဲပါမှာနော်အဲ့ဒါဆိုပိုင်လော့ဘော်ဒင်ဂရောင်းတွေ visa travel service ADR တွေ reporting တွေဘယ်လိုလုပ်မလဲ procedure တွေနောက်တစ်ခုက port operation စတယ် information တွေကိုကျွန်တော်တို့ detail ဖော်ပြထားတယ်ပေါ့နော် သူကလည်းတစ်နှစ်တစ်ချိန် new edition ထွက်တယ်ပေါ့နော်အဲ့တော့ now အဲ့တော့ list of radio signal connection လုပ်မယ်အဲ့ဒါဆိုဘယ်လိုလုပ်လဲအဲ့ခုနပြောတဲ့အတိုင်းပဲကျွန်တော်တို့ weekly noise to marina session ဘယ်လောက်လဲသူက session 6ပေါ်ပြထားတယ် question လုပ်တဲ့အခါမှာဘယ်လိုလုပ်မလဲခုနလို cut out and paste into the bowl လုပ်လို့ရတယ် question စာရိုက်တွေကိုကျွန်တော်တို့ဖြတ်မယ်ဖြတ်ပြီးစာအုပ်မှာကတ်မယ်ပေါ့နော်အဲ့ question လုပ်ပြီးရင်ဘာလုပ်မလဲကျွန်တော်စာအုပ်ရှေ့ပိုင်းမှာရှေ့စာအုပ်ရှေ့စာအုပ်မျက်နှာကာပါနောက်မှာရှိတယ်ကျွန်တော်တို့ record ပေါ့နော်အဲ့ဒီ record မှာကျွန်တော်တို့လုပ်ဖြစ်ရမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က emerit um ဟုတ်ပါတော့ Emirate Lisor Radio Signal ပြီးသွားပြီပေါ့နော်နော် Emirate Lisor Radio Signal စာအုပ်ဘဏ္ဍအုပ်ရှိလဲအားလုံးပေါင်းစာအုပ်6အုပ်ရှိရယ်ပေါ့နော်အဲဒီစာအုပ်တွေကခေါင်းစဉ်လေးတွေတည်ထားမယ်ကြက်ထားမယ်ပေါ့နော်ပြီးရင်အဲခေါင်းကိုကဘာအဲခေါင်းစဉ်တွေမှာဘာကြီးရှာနိုင်လဲလို့မင်းရတော့ကိုကပြောပြနိုင်ရမယ်ပေါ့နော်တကယ်လို့မဟုတ်ဘဲသူကတသက်ခဏလိုမျိုးပေါ့နော်ငါဥပမာပြောမင်းကွာအခုမင်းစင်ပူဝင်မယ်ကွာစင်ပူပိုင်းတော့နဲ့ပတ်သက်ပြီး information တွေငါသိကျင်တယ်ကွာမင်းဘယ်စောက်သွားယူမလဲလို့မင်းဘာဖြစ်မလဲ ကျွန်တော်တို့ MP2 ဆရာဆရာ MP2 ဆေးကိုကျွန်တော်သွားကြည့်မယ်။ MP2 တွေထဲမှာကျွန်တော်ခုနက region ကိုကြည့်ပြီးတော့ဘယ်စာကိုကိုင်ပါလဲ။အဲစာကိုကျွန်တော်ထုတ်ပြလိုက်ပါတော့။ဒါဒါလောက်တွေရှိတယ်ပေါ့နော်။ဒီလိုမေးလေးတွေရှိတယ်ပေါ့နော်။အဲဒါအဲ့လိုမှတ်တာ။အဲပြီးတော့ခုနကလိုပေါ့နောက်တစ်ခုကအာငါခုက VHS ငါတို့ VHS ကိုတခြားတမောင်းနဲ့ test လုပ်ခြင်းတယ်။အဲ station တခုနဲ့ test လုပ်ခြင်းတယ်။အဲဒါ VHS DSC အကြောင်းလေးငါသိခြင်းလို့ကွာ။မင်းဘယ်စာဖတ်မလဲကွာ။မင်းအာဒါဆို အာဆီယာ NB285 ကြာ GMS စာအုပ်ပေါ့နော် S အုပ်ထဲမှာကျွန်တော်တို့အဲ့အစာတွေပေါ်ပြထားတယ်ပေါ့နော်ဒါလေးကြည့်အဲ့တော့ဒီစာအုပ်တွေကိုကျွန်တော်တို့ကတမို့မှာဖြစ်နိုင်ရင် second make စီကတောင်းပြီးတော့ကျွန်တော်စာအုပ်လေးကြီးကြီးပြီးတော့ကျွန်တော်ဒီပေါ်ပြထားတဲ့ဟာလေးအသုံးဝင်တဲ့ဟာလေးတွေကိုပြခိုင်းပြခိုင်းပြီးတော့အဲ့ဒီဟာလေးတွေကိုကျွန်တော်ဖြစ်နိုင်ရင်ဓာတ်ပုံလေးရိုက်ထားပေါ့နော်ဒါကအသုံး ဟိုတပ်ပုံလေးရိုက်ထားပြီးရေးထားရဲ့ဆိုရင်ဒီစောင်းထဲမှာအော်ဒီလိုနေရာလေးရှိရဒီလိုနေရာရှိရမြန်မှန်တမ်းမြင်တော့ဗောနော်ပြန်ပြီးတော့စောင်းဝင်ဖြည့်ဖို့လုပ်တဲ့ချိန်ကြရင်လည်းကျွန်တော်တို့ပြန်ကြည့်ရလွယ်သွားတာဗောနော်အဲဒါကြောင့်ဗောနော်အဲဆိုရင်ကျွန်တော်ဒီအခုကြတော့ကျွန်တော် MD Lisso Light and Force Signal ရယ် MD Lisso Radio Signal ပြီးသွားပြီပေါ့နော်